မြန်မာနိုင်ငံကဆက်ယုံအလုပ်ယုံတွေမှာလုတ်ကင်နေကြတဲ့အလုပ်သမားတို့ရဲ့အခြေခံလုတ်ခလာစာကိုတရက်ကိုကြက်2000အထိတိုးမြင့်ပေးဖို့ကမ္ဘာအလုပ်သမားအနေမှာတောင်းဆိုထားပါတယ်။မြန်မာနိုင်ငံရဲ့အခြေခံလုတ်ခလာစာဟာတရက်ကိုကြက်18000အထိရရှိမှသာအလုပ်သမားတွေဝငွေဖူးလုံးမှာဖြစ်တယ်လို့ STUM ရဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။ ဒါက2018ခုနှစ်ကလေးကသတ်မှတ်ထားခဲ့တဲ့6နှစ်ကျော်ကြာတဲ့အထိမပြောင်းလဲသေးတဲ့အခြေခံလौခလာစာကျက်4800ရဲ့သုံးဆရှိပါတယ်မြန်မာနိုင်ငံရဲ့အခြေခံလौခလာစာကိုနှစ်နှစ်တစ်ကြိမ်ပြောင်းလဲပြင်ဆင်ရမှာဖြစ်ပေမဲ့အာနာသိမ့်ပြီးနောက်ပိုင်းပြောင်းလဲခြင်းမရှိဘဲထောက်ပံ့ကြီးတာတိုးပေးခဲ့တာပါ အခြေခံလောက်ခလာစာတိုးပေးမဲ့အစားထောက်ပံ့ကျေးဇူးပြီး2023ခုနှစ်နဲ့2024ခုနှစ်တို့မှာကြက်တထောင်စီတိုးပေးခဲ့ပြီးတော့စုစုပေါင်းကြက်နှစ်ထောင်ထပ်မံပေးအပ်ခဲ့တာရှိပါတယ်။ဆိုတော့တရက်ကိုကြက်6800ရရှိနေတယ်ဆိုပေမဲ့တရုတ်နိုင်ငံနယ်ဆက်ဆက်ရုံတွေမှာအခြေခံလောက်ခတရက်ကြက်3000ဝန်းကျင်နဲ့ထိုင်းနိုင်ငံမှာကြက်9200အထိရရှိနေကြတာပါ။ လက်ရှိမြန်မာနိုင်ငံမှာကုန်စည်နှုန်းတွေမြင့်တက်နေပြီးဝငွေနဲ့ထွက်ငွေမကာမိဖြစ်နေတဲ့အချိန်မှာအလုပ်သမားတွေရဲ့အခြေခံလုခလာစာတရက်ကိုကျပ်2000အထိပေးဖို့အဆိုပြုထားကြတာပါဒါကအမေရိကန်ဒေါ်လာနဲ့တွက်ရင်6ဒေါ်လာဝန်းကျင်သာ ရှိတာကြောင့်အိန္ဒိချင်းနိုင်ငံတွေနဲ့ရင်းရင်းအ ਨੇ စုံလုခလာစာဖြစ်နေသေးပြီးနှိမ့်ကျနေစေဘဝကိုသာပိုင်ဆိုင်နေကြရစေပါ မြန်မာနိုင်ငံရဲ့အနှိမ်ဆုံးအခြေခံလောက်ခလာစာတရက်ကြက်4800ကိုတိုးမြင့်ပေးဖို့ပြင်ဆင်ခြင်းရှိတာခုနှစ်နှစ်နီးပါးရှိနေပြီမို့ပြန်လည်ပြင်ဆင်ဖို့လိုအပ်နေပါတယ်။နှစ်နှစ်တကြိမ်ပြောင်းလဲရမှာဖြစ်ပေမဲ့စစ်ကောင်စီနဲ့လုပ်ငန်းရှင်တွေဟာတွန်းဆုတ်နေကြလို့ထူးချွန်တဲ့အလုပ်သမားတွေဟာတရုတ်နယ်စပ်နဲ့ထိုင်းနိုင်ငံကိုရွှေ့ပြောင်းလုပ်ကင်နေကြပါတယ်။ လက်ရှိမြန်မာပြည်မှာလောက်ခလာစာနေပါမှုနဲ့အတင်းအဓမ္မစစ်မှုထမ်းရန်စင့်ခေါ်မှုတွေကြောင့်လူငယ်လူသားတွေဟာပြပကိုထွက်ပြေးသိမ်းရှောင်နေကြရပါတယ်။